ုရှရှာရန်ကုန်သတင်းများကဥစွာတင်ဆက်မဲ့သတင်းကတော့ကန္နာလန်နဲ့ကန်ရိတ်သာလန်ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာခင်းမှုမြို့တော်ဝန်စစ်ဆေးရေးသတင်းဖြစ်ပါတယ်။ ရန်ကုန်မြို့ရယ်စပယ်သားရေးကော်မတီဟာအင်ဂျင်နီယာဌာနလမ်းနှင့်တံတားကမြို့ရင်းလမ်းများကောင်းမွန်ရေးစဉ်ဆက်မပြတ်ဆောင်ဝန်လျက်ရှိရာမေလာရှိရညပိုင်းကကြောက်တားမြို့နယ်နဲ့ဗဘဲတန်းမြို့နယ်ကန္နာလန်းပန်ဆူရန်လန်းနဲ့ရွှေရကုန်ဖျားလန်းအကြားအရှိ2400ဘီအကျဲ82ဘီကတ္တရာကွန်ကရစ်ထပ်ပိုးလာခင်းစင်းနေမှုနဲ့မင်္ဂလာတောင်ညမြို့နယ်ကရင်တာလန်းဦးအောင်မြန်လန်းနဲ့စက်ယုံလန်းအကြားအရှိ1060ဘီအကျဲ48ဘီကတ္တရာကွန်ကရစ်ထပ်ပိုးလာခင်းစင်းလျက်ရှိရာ ရန်ကုန်မြို့တော်စီမံသားရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ဦးဘူထေနဲ့တာဝန်ရှိသူများကလိုင်းလံကြည့်ယူစစ်ဆေးပြီးစံတင်စံညွှန်းနဲ့အညီအမြန်ပြစီရေးရေနေရလမ်းနေရကင်းရှင်စေးရေးအလေးထားဆောင်ရွက်ရမှာကြပြီးလိုအပ်သည့်များဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းသိရပါတယ်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားရပဲဖြစ်ပါတယ်ရှင်ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ LNG တအားပေးစက်ရုံအတွက်ရည်ရွယ်တဲ့တင်မောကြီးကိုတွားရောက်တဲ့ဆောင်တဲ့တဲ့ရင်ဖြစ်ပါတယ် ရန်ကုန်မြို့ဒီလဝစိတ်ကန်းတွင်စိုက်ခဲ့ပြီး LSA LNG2 Power ဂျာဘီစယုံစီမံကိန်းများအကြား LNG တောင်ဝေးရေပံပိုးပေးမယ် Sunday V Power Energy တင်မော်ကြီးကိုတာရောက်တဲ့ဆောင်ကြောင်းစင်ဟိုင်း Marine Service ရန်ကုန်ကထုတ်ပြန်ထားပါတယ်အဲ့ဒီတင်မော်ကြီးကိုတာရောက်တဲ့ဆောင်ရန်စင်ဟိုင်း Marine Service ရန်ကုန်မှတင်မော်သားဆက်လေးဦးဟာလဲမေလ9ရက်နေ့ပိုင်းကရန်ကုန်လေစိမ်းမှထွက်ခွာသွားကြောင်းသိရပါတယ်ရှင် နောက်ဆုံးနေ့ဇမဲတရင်ကတော့မြတ်ကုံနေတက်စီရင်နဲ့ကန်တာရိုတိုက်မိရာကိုရဝင်းနေသူအမျိုးသားအပါအဝင်နှစ်ဦးသေးဆုံးတဲ့တရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဒဂုံမြသိမြောက်ပိုင်းမြို့နယ်ပင်လုံလမ်းမကြီးစစ်တောင်းမှတ်တိုင်းစီတီမန်ရှင်ရင်တက်စီရည်နယ်ကန်တာရိုတိုက်မိတဲ့ဖြစ်စဉ်တစ်ခု မေလကိုရံမိုးလဲနှစ်နာရီခွဲခန့်တွင်ဖြစ်ပွားကြောင်းသိရပါတယ်။အဆိုပါတက်စီရည်နယ်ကန်တာရိုတိုက်မိရာမှာကန်တာရင်မှာ လမ်းမရှိ900ဆိုင်သို့ထပ်မံဝင်တိုက်မိခဲ့တဲ့အတွက်၎င်းဆိုင်တွင်900ဝယ်သူအမျိုးသားတအုပ်အပါအဝင်နှစ်ဦးသေဆုံးကြောင်းသိရပါတယ်ရှင်။